阿罗美明老婆，弟弟按啥么喽？这是个标准哥来了，当爸爸。一出来洗澡，洗澡，洗澡。我们的蛋一出来，我每天早上都洗澡。我。 每天早上都洗澡。我那个每天早你醒你来不呢？早上早，明天班有不了。还有每天早上早，你醒明天早，明天带嘛嘞？都是那个 advert 酷皮代表阿龙路跑到边的。哎哟，第四个楼啊，advert 皮代表发现西安的图标的。哎哟，第五家的吧，都是嘞 advert 酷东塔的家了。每天早上说嘞。 ဒီကရိယာဝိသေသနာပုစုပေါ့နော်နေတိုင်းမနေ့တိုင်းဆိုတာရက်တွေများတာကိုဖော်ပြတာအများကိန်းသဘောမျိုးကိုဖော်ပြတာအဲ့ဒါကိုဒီစကစုကိုပေါ့နော်ပေါ်လင်းအောင်ဖော်ပြအောင်အတွက်သုံးထားတာဒါပေမဲ့ဒီတိုးကထည့်လဲရတယ်မထည့်လဲရတာသူကဒီစကစုကိုနည်းနည်းလေးပို့လေးနဲ့သွားတာပေါ့မထည့်လဲပါမဖြစ်ဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်ထည့်လို့ရတယ်မထည့်လို့ရတယ်ဒီချောင်းလေးပြထားတာပေါ့အဲ့တော့ကျွန်တော်မထည့်ပဲဆိုမယ်ပေါ့နော်ဝါ每天早上洗澡，我每天早上洗澡。 m o 白 d a y 晚上了 m o n 早上洗澡还是下午洗澡？ 早上洗澡还是下午洗澡？早上啥么那白嘛洗澡也出来。那到早上说的是个龙啊的，前边的男的裤皮带包，啊前边的男的叫了发片夕阳的土皮皮兜那边，走路拉到洗澡，早上了兜路没要不呢？早上洗澡了兜不要嘞？啊另外地方嘞洗澡下午了兜路没有下午洗澡，啊前边的男的要发片夕阳土皮带。 အဲ့တော့ဒီစကစုနှစ်ခုကို high shift ဆိုတဲ့စကဆက်ကိုတုံးပြီးတော့တွဲဆက်ထားရပေါ့နော် high shift ဆိုတာ congestion စကဆက်တစ်ခုဖြစ်တယ်အဲ့တော့ဒီ high shift ဆိုတဲ့စကဆက်ကိုတုံးထားခြင်းအဖြစ်တော့မေကွန်းပုံစံပြောင်းသွားရပေါ့မေကွန်းပုံစံဆိုရွေးချယ်မှုပြတယ်မေကွန်းပုံစံဒီစကစုလားဒီစကစုလားဒီဟာလားဒီဟာလားပေါ့နော်အဲ့လိုပုံစံမျိုးပါပါပြန်တယ်ပေါ့ okay အဲ့တော့မနက်ပိုင်းရေချိုးလားညနေပိုင်းရေချိုးလား早上洗澡还是下午洗澡 早上洗澡还是下午洗澡？俺们的白也去了，燕德伯家嘞。我很喜欢早上洗澡，我很喜欢早上洗澡，我那个很也喜欢在德伯家嘞。俺燕德伯家吧来的，我很喜欢早上咱们的白马洗澡，咱也去了。后边呢，俺们的白也去了哦，德伯家嘞，我很喜欢早上洗澡。 我很喜欢早上洗澡。明 i 来别 e 那一出来。你每天几点洗澡？你每天几点洗澡？你明啊？ မေထျန်းစာနေစဉ်နေတိုင်းမှာကြီးတန်ကြီးဆိုတာဘလောက်လဲတကမေကောနဲ့စာတစ်ခုဖြစ်တယ်ဗျာနော်ဒီမှာကျတော့ကိန်းကနန်းတွေကိုဖော်ပြပြီးတော့ပြန်ဖြေလို့ရတာပေါ့ကြီးစာဘလောက်လဲတန်စာနာရီဘယ်နာရီထိုးလဲလို့ပြောတာအကဲကွာ6နာရီဆိုရင်လျှို့တန်9နာရီဆိုရင်ခြီးတန်10နာရီဆိုရင်ဘာတန်စသဖြင့်ဒီမှာ အဖြေပေါ့နော်တင်ချာစကလုံးတွေကိုပြန်ထည့်သုံးလို့ရတယ်။ Okay ။အဲ့တော့ကြီးတရံဘန်နနာရီထိုးမှာတဲ့ရှီဆောင်းဆိုတာရေချိုးတယ်။အဲ့တော့ဒီအချိန်ဟိုမေးမြန်းတဲ့စကစုပေါ့နော်အချိန်ပြတဲ့စကလုံးတွေစကစုတွေမေကွန်ဖြစ်စေအဖြေဖြစ်စေသူကဗတ်ဖြစ်ရှိရတဲ့အထူးပြုပြီးသုံးပြရတယ်။ဒါကြောင့်မို့ကြီးတရံရှီဆောင်းလို့ပြောတယ်။အဲ့တော့မင်းနေတိုင်းဘန်နနာရီရေချိုးလေ။ညီမေထျံကြီးတရံရှီဆောင်းညီမေထျံကြီးတရံရှီဆောင်း ငါကလေးကိုရေချိုးပေးတယ်我帮小孩洗澡我帮小孩洗澡我ငါက帮助စာကူညီတာပေါ့နော်သူရဲ့အတန်ပြည့်ဆိုတော့ကူညီရဆို帮助လို့ပြောတယ်帮ဆိုပြီးတော့တန်နဲ့ပြောလဲရတယ်နှစ်တန်တွဲပြောလဲရတယ်小孩စာကလေးပုံမှန်အတိုင်းဆိုတော့ဒါကမြောက်ပိုင်းလေတန်ပေါ့နော်အဟွိုင်းလေးထဲထားတယ်အတန်ထွက်က小孩အဲ့လိုထွက်တယ်အဲ့မြောက်ပိုင်းသားမဟုတ်တဲ့သူတွေကတော့ဘယ်လိုဖတ်လဲဆိုတော့小孩子 အဲ့လိုအတန်ထွက်လေရှိတယ်ဟုတ်ပြီနော်မြောက်ပိုင်းကျတော့ Heinz လို့မပြောနဲ့ Har ဒီလိုထွက်တာပေါ့ Shah Har ကလေးစီးစားအောင်စာရေချိုးတယ်အဲ့တော့ကလေးရေချိုးဖို့ဘာလုပ်ပေးလဲကူညီပေးတယ်အဲ့တော့ဒီ Pang Chu ဆိုတဲ့ Verb ရဲ့ထူးခြားချက်လေးပေါ့နော်သူကတော့သူကသူနေလို့ရှိရယ် Pang Chu ဝယ်ပြောပြော Pang ဝယ်ပြောပြောရတယ်ဒါပေမဲ့ဒီ Verb ရဲ့နောက်မှာပေါ့နော်ကူညီခြင်းခံတဲ့လှုပ်ဆောင်ချက် 讲的酷酷哦，太漂亮了，所以对要在那个帮路的特别的，后边呢，主要太表示俺们路，思路来了，我帮助小孩洗澡了，表、嗯、嘞，没洗，我帮小孩洗澡，第六表了，俺个里我一求背的，我帮小孩洗澡，这里啊对要都也求了啊，得把我讲嘞，小孩喜欢自己洗澡，小孩喜欢自己洗澡。 小孩儿格里里啊的，喜欢在大伯家的接待部，把我进里自己洗澡，自己在过来洗澡上一出来，过来一出来不自己洗澡，好比呢？然后格里个对着一出来啊，大伯家的小孩儿喜欢自己洗澡，小孩儿喜欢自己洗澡。阿培一出来了，爸爸在洗澡。 爸爸在洗澡。啊，别说了，正在正在在你都你谁不？这说的苦，老你都老你谁说的对白不？那他说正在了不嘞？洗澡在一秋了，啊，然后一秋你都说在洗澡了不嘞？啊，别个一秋你都不呢？爸爸在洗澡，爸爸在洗澡，啊，别一秋你嘞？爸爸在洗澡。ငါတို့တွေရေချိုးပြီးတော့ပြီ။ 我们都洗澡了，我们都洗澡了。我们啊，都都是阿龙波喏，对了，我们是阿明跟皮特叫都波林哦，是全部听懂他了。你马路把他变了，对路把他变了，下来波喏。我们都是阿都阿龙是阿都对洗澡在一条了，乐比多比波喏。第二说的是个老李个，前一边，那是包的裤皮特波喏。 အခြေအနေပြောင်းလဲသွားကြောင်းကိုဖော်ပြအောင်အတွက်တုံးတယ်ခုနကတော့ရေမချိုးရသေးဘူးအခုတော့ရေချိုးပြီးသွားပြီဒါဆိုလက်ဒါလေးထည့်တုံးတယ်ပေါ့အဲ့တော့ငါတို့တွေရေချိုးပြီးသွားပြီ我们都洗澡了我们都洗澡了ငါလည်းခုရေချိုးပြီးပြီ我也现在洗澡了我也现在洗澡了ဝါငါကရဲစာလဲပဲငါလဲပဲတဲ့။အော်ရဲရှင်းစာစာအခုပေါ့နော်။ 洗澡也去了，那个皮大皮。现在洗澡了，哭也去皮皮包。那前面是个老阿婆，是不是洗马桶了呀嘞？现在我也洗澡了，第六标了呀嘞。大们国一他的代表了呀嘞，我也现在洗澡了，我也现在洗澡了。没也去皮皮了，你洗澡了没？ 你洗澡了没？好比喏，你没啊洗澡咋一出来？လာပြီးသွားပြီပေါ့နော်တကတော့အခြေအနေပြောင်းလဲသွားကြအောင်ဖော်ပြလဲပေါ့ကောက်ပြရတော့တစုံတစ်ခုလုတ်ပြီးသွားပြီဆိုတာကသူ့ရဲ့အငင်းဆိုလို့ရှိရင်ဒါကမလုတ်ခဲ့ဘူးပေါ့ဟုတ်ပြီနော်အဲ့တော့ဒီပုံစံလေးပါကြတော့အဟုတ်ပုံစံကလက်လက်ရဲ့အငင်းကြတော့မေးယော်လို့ညင်းတယ်တခုကိုလုတ်ပြီးပြီသူ့ရဲ့အငင်းကြတော့မလုတ်ခဲ့ဘူးအဲ့ဒါကိုကျွန်တော်တို့အဟုတ်နဲ့အငင်းနဲ့ တရက်တွက်ဆက်ထားတယ်။အဲ့တော့အဟုတ်အမြင်တွက်ဆက်တဲ့ပုံစံတွေကတရုတ်ဘာသာစကားမှာမေခွန်းလေးကိုရည်ညွှန်းတဲ့လာမေခွန်းလေးပေါ့။လက်မေယိုဆိုရင်ပြီးပြီလားဆိုတဲ့အဓိပ္ပာယ်။ကောင်းပြီ။အဲ့တော့မေယိုဆိုတဲ့ဒီအတန်နှစ်တန်ပါလေ။မေဆိုတဲ့တန်နဲ့တော့ရင်လုံလောက်တယ်ပေါ့။ဒါကြောင့်မို့ကျွန်တော်တို့ကရည်ချိုးပြီးပြီလားဆိုရှီဆောင်လက်မေဒီလိုပြောလို့ရတယ်။ဟုတ်ပြီနော်။ဒါမှမဟုတ်ကျွန်တော်တို့ကပုံမှန်အတိုင်း textbook တွေထဲမှာလို့ရှီဆောင်လက်မမနဲ့တော့လည်းဘာမှမဖြစ်ဘူးပေါ့နော်။ဒါပေမဲ့မကျတော့သူက textbook 上班我不上，到嘞。洗澡了没？所以是个比较不靠谱的老婆，喏，搞明。那我没也敲 BB 了以你洗澡了没？你洗澡了没？”我因为敲了不，我不洗澡了，我不洗澡了。 我ငါကပို့洗澡洗澡စာရေးချိုးတယ်ပို့ပို့စာ negative adverb ပေါ့နော်အငင်းကရိယာဝိသေသနာတစ်ခုဖြစ်တယ်သူက verb တွေကိုညင်းဆိုတော့ verb ဖြစ်ရှာနေအထူးပြုပြီးသုံးတယ်ဗျဒါကြောင့်မို့ပို့洗澡ဆိုရင်ရေမချိုးဘူးရေမချိုးဘူးဆိုတာအစကတည်းကရေမချိုးတာဒါပေမဲ့နောက်မှလော့စာလေးထည့်လိုက်လို့ချင် အခြေအနေပြောင်းလဲသွားကြအောင်ဖော်ပြတာရေမချိုးဒော့ဘူးစွာချိုးမဲ့လို့ဆုံးဖြတ်ပြီးတော့မှမချိုးဖြစ်တော့တာဒါအခြေအနေပြောင်းသွားတာကိုရည်ညွှန်းတာဟုတ်ပြီနော်အဲ့တော့အစကတည်းကမချိုးရင်တော့ပုတ်ရှိဆောင်အောင်ရေမချိုးဘူးချိုးမဲ့လို့ဆုံးဖြတ်ပြီးတော့မချိုးဖြစ်ဘူးဆိုရင်တော့ပုတ်ရှိဆောင်လက်ရေမချိုးတော့ဘူးဒီလိုပေါ့အဲ့တော့ငါရေမချိုးတော့ဘူး我不洗澡了我不洗澡了သူဘာလို့ရေမချိုးတာလဲထားဝေးရှာပို့洗澡 他为啥不洗澡？他သူက为啥ဒါလေးကို highlight ပေးထားတာက text book ထဲကအသုံးနှုန်းနဲ့မတူလို့ပေါ့ text book ထဲမှာကျတော့为什么ဆိုပြီးရေးတယ်ဒါပေမဲ့စကားပြောပုံစံဒီမှာ什么ကို啥လို့အတန်ပြောင်းပြောလေရှိတယ်为啥为什么အတူတူပဲเนาะဒီမှာတော့ကျွန်တော်တို့为啥လို့သုံးပြထားတယ်ပို့စာမအငင်းစီးစောက်တာရေချိုးတာအဲ့တော့ပို့စီးစောက်ရေမချိုးတာပေါ့အဲ့တော့သူဘာလို့ရေမချိုးတာလဲ他为啥 不洗澡，他为啥不洗澡？你那个也出来了么？解不？弟弟不爱洗澡，弟弟不爱洗澡，弟弟你嘞多么好，毛嘞不呢？爱爱说那个吃的不？就那我爱你，俺你有吃的，俺就爱啥吃的。特别没对爱个， သဘောကျတယ်ကြိုက်တယ်လို့လည်းပါတာပြန်တယ်သူကလှုပ်ဆောက်ချက်တခုခုလှုပ်ရတာကိုကြိုက်တယ်ဆိုလဲအိုက်လို့ပြောတယ်ဒါဆိုရင်အိုက်ကဒီသဘောကျကြောင်ကြက်ချင်းကိုလှုပ်ဆောက်ချက်တခုကိုသဘောကျတယ်ကြိုက်တယ်ဆိုတော့ဟာပေါ်ပြောက်တော့သူ့ရဲ့နောက်မှာကျွန်တော်လှုပ်ဆောက်ချက်ပြတဲ့ဖက်တခုကိုကတ်တုံးလို့ရတယ်ဒီမှာဆိုရင်ရှီးစောက်လို့တုံးထားတယ်ဟုတ်တယ်နော်အဲ့တော့အိုက်ရှီးစောက်ဆိုရေချိုးရတာကိုကြိုက်တယ်ရေချိုးရတာသဘောကျတယ်အကယ်၍တောက်ရတာကြိုက်တယ်တောက်ရတာ 的婆家是爱喝，撒老的婆家是爱吃，第六名标了下来，爱看第六波，喏，接下来接的啥的偏波，第八了也求了是了，洗澡爱洗澡，也求下了接的，让我们接一步说，阿你不能你呢？ဟုတ်ပြီနော်ဒါကြောင့်မို့ပိုအိုက်စီစောက်လို့ဖြစ်သွားတာပေါ့အဲ့တော့ညီလေးကရေချိုးရတာမကြိုက်ဘူးတိတိပိုအိုက်စီစောက်တိတိပိုအိုက်စီစောက် 你嘞不那个也没瞧开不？弟弟昨天没洗澡，弟弟昨天没洗澡，弟弟你那个昨天啥么那个？哎呦，么那个说的都那个巴斯汀我已经用嘞，哎呦巴斯汀都那位说的，一年半生的嘛，得他嘞不能年老。 မရဘူးကျွန်တော်တို့ကဒီမှာရေချိုးတာကိုရှီးချောင်လို့ပြောတယ်ရှီးမှတင်ခဲ့တယ်လို့ဆိုရင်ပို့ရှီးချောင်ဆိုတာလည်းရှိတယ်တကရေမချိုးဘူးလို့ပြောတာအခုမမချိုးဘူးဒါမှမဟုတ်အနာဂတ်တစ်ချိန်မှာမချိုးဘူးလို့ပြောတာဒါပေမဲ့မနေခလို့ပြောလိုက်လို့ရှိရင်ဇော်ထျန်းပို့လို့မပြောဇော်ထျန်းမေယောဒီနေရာမှာမေယောဆိုတာက advert အနေနဲ့သုံးထားတာဟုတ်ပြီနော်အဲ့တော့မေယောကကျွန်တော်တို့ပုံစံနှမျိုးနဲ့သုံးလို့ရတယ် verb အနေနဲ့သုံးလို့ရှိရင် မရှိဘူး ဟုတ်ပြီနော်မရှိဘူးဒါပေမဲ့ adverb အနေနဲ့သုံးထားတာမခဲ့ဘူးမလုခဲ့ဘူးဆိုတဲ့အတိပဲမေယောရှိသောဆိုရင်ရေမချိုးခဲ့ဘူးလို့ပြောတာဟုတ်ပြီနော်ဒါဆိုရင်ဒီမှာမေယောကိုကျွန်တော်တို့ကမေဆိုတဲ့တတန်ပဲသုံးရင် လုံလောက်တဲ့စကားပြောပုံစံပါဒါကြောင့်မို့မေရှိသောရေမချိုးခဲ့ဘူးပေါ့ညီလေးမလေးကရေမချိုးခဲ့ဘူးတိတိ昨天没洗澡，弟弟昨天没洗澡。 အမေကညီလေးကိုရေသွားချိုးခိုင်းတယ်။မမချောက်တိတိရှိသောမမချောက်တိတိရှိသောမမအမေကကြောက်ကြောက်စွာခိုင်းတယ်ပေါ့နော်။ဘသူကိုခိုင်းလဲတိတိညီလေးကိုညီလေးကဘာလို့ရလဲရှီစောက်ရေချိုးရတယ်အဲ့တော့ညီလေးရေချိုးဖို့အမေကခိုင်းနေပေါ့မာမာကြောက်တိတိရှီစောက်အမေကညီလေးကိုရေသွားချိုးခိုင်းနေဒီလိုပြောမာမာကြောက် 弟弟洗澡，妈妈教弟弟洗澡。好，给吧，今朝的 Chinese for our side，伊兰尼。membership program တွေကျိုးဆိုပါရယ်ကျွန်တော်ဝက်ဆိုက်မှာ member တစ်ချိန်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက် တတညံဆန်းတွေနဲ့ HSK တင်ကန်းစာတွေကိုခားမဲ့လေလာခွင့်ရမှာပါလေလာခွင့်ရရှိမဲ့ကိုစီအတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာဗီဒီယိုတင်ကန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်တင်ကြားနည်းစနစ်တွေနဲ့လေလာခွင့်ရရှိမဲ့နမူနာတင်ကန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် website နဲ့ပတ်သက်တဲ့ chat လက်တွေကိုတော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ ခုတ်တင်ကန်းစာလေးကိုဆက်လေ့လာကြရအောင်။ငါရေချိုးတော့မယ်။我要洗澡了。ဝါငါကရောက်ရောက်စွာဒီနေ့မယ်မလို့ပေါ့နော်အနာကတစ်ချိန်မှာလုံးမယ်လို့ပြောတာရှိစာဩစာရေချိုးတာလက်အဲ့တော့ရောက်နဲ့လက်နဲ့တွဲသုံးထားတာတစ်စုံတစ်ခုကို လုံးတော့မယ်အနာကတစ်ချိန်မှာဖြစ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်အဲ့တော့ရောက်ရှိစာလစာရေချိုးတော့မယ်လို့ပြောတာငါရေချိုးတော့မယ်ဝါရောက်ရှိစာလက် 我要洗澡了。俺也没出去那布，我不想洗澡了，我不想洗澡了。 ဝါငါကပို့ဆောင်အဲ့တော့ဆောင်ဆိုတာကခြင်းတယ်လို့ပါတာပဲတဲ့စိတ်ကူးဆန္ဒကိုဖော်ပြတာပေါ့နော်စိတ်ထဲမှာတစိုးတစ်ခုကိုလှုပ်ခြင်းနဲ့အဲ့ဒီသူ့ရဲ့စိတ်ကူးဆန္ဒအဲ့လိုဆန္ဒကိုဖော်ပြတဲ့ဆောင်ဆိုတာကိုသုံးတယ်အဲ့တော့ဒီစကလုံးကကျတော့ auxiliary verb အကူကရိယာတစ်ခုဖြစ်တယ်ဒါကြောင့်မို့ verb ဖြစ်ရှိရတဲ့အထူးပြုပြီးသုံးတယ်ကျွန်တော်တို့ကဗျာရှီးဆောင်ဆိုရင်ရေချိုးတယ်ပေါ့ 想洗澡ဆိုရေချိုးခြင်းတယ်အဲ့တော့ကျွန်တော်အငင်းသုံးတဲ့အခါကျတော့ auxiliary verb ဖြစ်ရှာပို့နိုင်ခြင်းနဲ့ပို့想ဆိုတာမလုပ်ခြင်းဘူးပေါ့ပို့想洗澡ဆိုတာရေမချိုးခြင်းဘူးဒါအစကတည်းကမချိုးခြင်းတာဒါပေမဲ့လက်သုံးလိုက်ရင်အခြေအနေပြောင်းသွားချိုးခြင်းနဲ့အခြေအနေရတယ်မချိုးဖြစ်တော့တာမချိုးခြင်းတော့တာဒါဆိုရင်နောက်မှလက်စာလေးပို့သွားတယ်ဟုတ်ပြီနော်အဲ့တော့ငါရေမချိုးခြင်းတော့ဘူး我不想洗澡了 我不想洗澡了。不都爷们去哪嘞？谁不想洗澡？谁不想洗澡？ ရှေးစာဘသူလဲတကမေခွန်းနန်စာတခုဖြစ်တယ်ဗျာနော်မေခွန်းနန်စာသူက subject ကိုမေးတာဖြစ်တယ်ဒါကြောင့်မဝချရဲ့အစား subject နေရာမှာရည်ညွှန်းပြီးတော့တုံးထားတယ်ပေါ့ရှေးဘသူကပို့ရှောင်မလုပ်ချင်တာပါ ਉਹ လဲစီစောင်းရေးချိုးတာအဲ့တော့ဘသူရေးမချိုးချင်လဲဆိုရင်နော်ရှေးပို့ရှောင်စီစောင်းလို့ပြောတယ်ဒီနေရာမှာကျွန်တော်တို့ကရှေးဆိုတဲ့မေခွန်းနန်စာနေရာမှာအဖြေတွေကိုပြန်တုံးသွားလို့ရတယ်ဥပမာငါကရေးမချိုးချင်ဘူးဆိုဝါပို့ရှောင်စီစောင်း 你嘞，也没瞧见弟弟不想洗澡，第六表露下来不？那没关系呢，谁给又懂呢？不懂，也们瞧见哪嘞，谁不想洗澡？谁不想洗澡？阿库以瞧了呀，米拉，现在可以洗澡了吗？现在。 可以洗澡了吗？现在咋阿酷？后边侬可以，可以咋露奶的，露露牙的。这个 auxiliary verb 阿酷格里亚的酷皮代表，但是我 verb 也是啊的，阿 to be 被动的，阿罗第四个漏洞啊那个，困到哪里？ခွင့်ပြုတာဒီမှာသုံးတယ်။မှရေချိုးလို့ရပြီလားဆိုခွင့်တောင်းလိုက်တာเนาะဒါခွင့်တောင်းတာကိုရင်ချုံးဖို့အတွက်သုံးတယ်ပေါ့။အဲ့တော့ခေရှိဆောင်လက်ရေချိုးလို့ရပြီမားစာလား။အဲ့တော့အခုရေချိုးလို့ရပြီလား။ Since I 可以洗澡了吗？现在可以洗澡了吗？没人们出来了，你不要洗澡了，你不要洗澡了。 ညီမင်းကပိုရောက်ပိုရောက်စာမလုံးနဲ့လို့ဒါမြင့်တာပေါ့နော်ဒါက advert တခုဖြစ်တယ်အမျိုးအစားတော့ negative advert အငင်းကရိယာဝိတေသနာတော့အငင်းကရိယာဝိတေသနာလို့ပြောရမယ်ညင်းတာမှသုံးတာမဟုတ်ဒါမြင့်တာမှသုံးတာဟုတ်ပြီနော်မလုံးနဲ့ပိုရောက်နောက်တစ်မျိုးကကျွန်တော်ပြဲလို့လည်းရှိသေးရဲ့အတိပဲအတူတူပဲကြိုက်တာသုံးလို့ရတယ်ပြဲပဲသုံးတော့ပိုရောက်ပဲသုံးတော့နော်အဲ့တော့သူက advert ဖြစ်တဲ့ကြောင့် verb ဖြစ်ရှာနဲ့အထူးပြုပြီးသုံးတယ်ပေါ့အဲ့တော့ပိုရောက်ရှိသောရေမချိုးနဲ့ပိုရောက်ရှိသော နော်ရေမချိုးနဲ့ကောင်းပြီအဲ့တော့ရေမချိုးနဲ့ဆိုအစားကလေးကမချိုးခိုင်းတာဒါပေမဲ့အခြေအနေပြောင်းလဲသွားကြောင်းပြောချင်တော့မှလွတ်ပို့ထည့်ပေးတယ်မချိုးနဲ့တော့ဆိုချိုးလို့ပြောပြီးတော့မှမချိုးခိုင်းတော့လားသဘောပေါက်လားအခြေအနေပြောင်းသွားတာဒါဆိုအမြဲတမ်းလွတ်စာလေးထည့်သုံးပေးရတယ်โอเคအဲ့တော့မင်းရေမချိုးနဲ့တော့နေပို့ရောက်ရှိကြောက်လွတ်နေပို့ရောက်ရှိကြောက်လွတ်မင်းရေထမချိုးနဲ့တော့နေပို့ရောက်ဈာရှိကြောက်လွတ် 你不要再洗澡了，还要再上 t e ဟုတ်ပြီနော်ထပ်လောက်တော့အနာဂတ်တစ်ချိန်မှာထပ်လောက်မအောင်ကျွန်တော်တို့စိုက်လို့ပြောရဲအဲ့တော့စိုက်ကိုတောင်းထားလို့ရှိရင်အနာဂတ်တစ်ချိန်မှာဒီလုံဆောင်ချက်ကိုထပ်လောက်မယ်ဆိုတဲ့အတိပဲစိုက်ရှိဆောင်ရေထက်ချိုးမယ်ဆိုအခုမချိုးသေးဘူးတကြာနေဒါမှမဟုတ်နေလေဒါမှမဟုတ်ညနေချိုးမှာပေါ့ဒါဆိုစိုက်လို့ပြောရဲနောက်ပြီးတော့သူက advert တစ်ခုဖြစ်တယ်ဒီ verse ရှာအထူးပြုတယ်ကောင်းပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရေထက်ချိုးတယ်ဆိုတဲ့လုံဆောင်ချက်ကြီးတစ်ခုလုံးပေါ်မှာမလုံနဲ့လို့ပြောတာဒါကြောင့်မို့ဒီအတွဲရဲ့ရှာလည်းပိုရောက်လို့ပြောရတယ်ပိုရောက်စိုက်ရှိဆောင်အဲ့မှာကျွန်တော်စိုက်ပိုရောက်လို့တုံးလို့ မရဘူးအဲ့တော့မှတ်ထားမှာစိုက်ရှိသောရေထက်ချိုးမှာကိုဒီတတွဲလုံးရုပ်ပူရောက်မလုပ်ပါနဲ့ဒါကြောင့်ပူရောက်ကဒီတတွဲလုံးရဲ့ရှေ့ရနေအထူးပြုပြီးညင်းထားတာပေါ့ဟုတ်ပြီနော်အဲ့တော့အခြေအနေပြောင်းလဲသွားကြောင်းလက်ဒါလေးထည့်တော့လက်ထမချိုးနဲ့တော့โอเคအဲ့တော့အမေရေထမချိုးနဲ့တော့ညေပူရောက်စိုက်ရှိသောလက်ညေပူရောက်စိုက်ရှိသောလက်မေတီမာရေမချိုးနဲ့ 你不要在这里洗澡，你不要在这里洗澡。OK，阿罗第八例嘛，在这里说的四个数例哦，先表白面哦。阿罗在在说那个 we pet proposition 的苦皮的马路跑到边呢，但第 we pet 过东那边说的 we pet 的阿罗。 ဘလို့ဝိဘတ်အမျိုးအစားပဲဖြစ်သူကရှေ့ပါနေရတယ်။သူနဲ့တွဲသုံးမဲ့ကံဘုတ်ကိုနောက်မှထားရတယ်။ကျွန်တော်မြန်မာနဲ့မတူဘူးပေါ့။မြန်မာကျတော့ဒီမှာဝိဘတ်ကိုနောက်ကထားရတယ်။တရုတ်ကျတော့မှာဒီနေရာဝိဘတ်ကိုရှေ့ရထားတယ်။ဒါလေးကထူခြားချက်လေးမှတ်ရမယ်ပေါ့နော်။ဇာကျော်လီကျော်လီဇိုင်လို့ပြောလို့လုံးဝမရအောင်ဝိဘတ်ကရှေ့ရပဲနေရတယ်။ဇိုင်ကျော်လီပြီးတော့ကဒီဝိဘတ်စကဆူကဘဖြစ်ရှေ့ရအထူးပဲ။ဇိုင်ကျော်လီရှိသောကောင်းပြီ။ဒါဆိုရင်ဒီမှာညင်းထားတဲ့ပေါ့နော် negative advert တစ်ခုပါတယ်ပိုရောက် ပုံမှန်အတိုင်းဆိုရင် negative adverbial verb ဖြစ်ရှိမှာကံနေရပိုရောက်ရှိဆောင်ရေမချိုးနဲ့အဲ့တော့ကျတော့ဒီမှာအမှတ်တမန်မှားတတ်တာ side job လေးပိုရောက်ရှိဆောင်လို့အမှတ်တမန်မှားတတ်တယ်ပေါ့ side job လေးဒီမှာပိုရောက်ရှိဆောင်ရေမချိုးနဲ့အဲ့လိုမျိုး မားလေးမားတာရှိတယ်။တကယ်အမှန်ကျတော့ပိုယောက်ကရှေးရနေရဲ့။အဲ့ဒီအကြောင်းလေးကဘာလို့လဲဆိုတော့တရုတ်ဘာသာစကားမှာဒီလိုဝီပတ်စကဆုနဲ့ဗတ်နဲ့တွဲထားပြီဆိုလို့ရှိရင်ဝီပတ်စကဆုရဲ့ဗတ်ရဲ့ရှားမှာတခြားအစိတ်ပိုင်းတွေကိုထည့်သုံးလို့မရှိဘူးများသောအားဖြင့်။ဒါကြောင့်မို့ဝီပတ်စကဆုနဲ့ဗတ်နဲ့ကိုကတ်ထားပြီးတော့ဗတ်ရဲ့ရှေ့မှာသုံးညင်းတဲ့စကလုံးတွေကိုဝီပတ်ရဲ့ရှေ့အထိပို့ပေးလိုက်တယ်။ဒီရှိမှမထားတော့ဘောနော်ဖက်ရှိမှမထားပါနဲ့ဝိဘက်ပါနေကြောင့်ဝိဘက်ရဲ့ရှိကိုထားလိုက်တယ်။ဒါကြောင့်မို့ကျွန်တော်က side job လေ 不要洗澡以妈的！不要在这里洗澡，第六句话嘞，后面呢？他说没，爹妈也没出来，你不要在这里洗澡，你不要在这里洗澡。没办法，也出不来，你在哪里洗澡？你在哪里洗澡？ ကောင်းပြီအဲ့တော့စိုက်ဆိုတာမှာဝိဘတ်တစ်ခုဖြစ်တယ်အဲ့တော့ဝိဘတ်ကိုသုံးထားပြီဆိုရင်ဝိဘတ်ရဲ့နောက်မှာကံဘုတ်တစ်ခုတွဲထည့်ပေးရတယ်ဟုတ်ပြီနော်အဲ့ကံဘုတ်ဒီမေကွန်ဖြစ်ခြင်းဖြစ်မယ်အဖြစ်ဖြစ်ခြင်းဖြစ်မယ်ဒီမှာဆိုမေကွန်ပေါ့နားလီဘယ်နေရာလဲဆိုတဲ့မေကွန်နှံစာကိုသုံးထားတယ်တော်တော်မေကွန်ဖြစ်ဖြစ်ပါဖြစ်ဖြစ်ဝိဘတ်ကရှိရပဲသုံးရတယ်မြန်မာကျတော့ဘဲမှာတရုတ်ကျတော့မှာဘဲ 麻烦你呀，在哪里？那我们这个图片带图片是啊，图片会到嘞。大家们在哪里洗澡了不嘞？洗澡在哪里了？我们到呢，在哪里洗澡？OK，那我们不嘛也求木嘞？你在哪里洗澡？你在哪里洗澡？我们不嘛也求路亚木嘞？我们可以在哪里洗澡？我们可以在哪里洗澡？ โอเคအဲ့တော့ဒီမှာ可以ဆိုတဲ့စကားလုံးဟုတ်ပြီเนาะရှေ့မှာလည်းပြောပြီးသွားပြီလို့ရတယ်လုံနိုင်တယ်လို့ဖားတာပြန်တယ် auxiliary verb အမျိုးအစားဖြစ်တယ်ခွင်တောင်းလာတယ်ခွင်ပြုလာတယ်မှာတော့တယ်ဒီမှာဗမာရေချိုးလို့ရမလဲဆိုတာခွင်တောင်းလိုက်တာဟုတ်ပြီเนาะအဲ့တော့ဒီ auxiliary verb တွေကပုံမှန်တိုင်းဆို verb ဖြစ်ရှေ့မှာကတ်နေတယ်可以洗澡ရေချိုးလို့ရတယ်可以洗澡ဒါပေမဲ့ဒီမှာဘာပါနေလဲ在 နာလီဝိပတ်စကစုပါနေရအဲ့တော့ဝိပတ်စကစုပါနေရဆိုပုံမှန်တိုင်း version မှာထားတဲ့စကလုံးတွေဒီဝိပတ်ပါနေကြဝိပတ်ရဲ့ရှေ့ကိုရောက်သွားတယ်အဲ့တော့ကျွန်တော်တို့အမှတ်တမဲ့ဘလို့မှားတယ်လဲစိုင်းနာလီဘယ်နေရာမှာခရစ်ရှိဆောင်ရေချိုးလို့ရလဲအဲ့လိုမျိုးမှားလေးမှားတာရှိတယ်ဒါပေမဲ့တကယ်အမှန်ကဘလို့ပြောရလဲခရီးပြီးတော့စိုင်းနာလီရှိဆောင်ဟုတ်ပြီနော်အဲ့တော့ငါတို့ဘမရေချိုးလို့ရမလဲဝါမန်ခရီးစိုင်းနာလီရှိဆောင်ဝါမန်ခရီးစိုင်းနာလီရှိဆောင် ငါတို့လေ့ကျင့်ခန်းအရင်လုပ်ပြီးမှရေချိုးကြမယ်။我们先运动再洗澡。我们先运动再洗澡。我们ငါတို့က运动运动စာလေ့ကျင့်ခန်းလုပ်တာပေါ့အားကစားလုပ်တာ exercise လုပ်တာနော်လေ့ကျင့်ခန်းလုပ်တာ运动လို့ပြောတယ်။ ဲ့တော့ဒီမှာကျတော့ရှမ်းဆိုတဲ့စကလုံးနဲ့ကြိုက်ဆိုတဲ့စကလုံးကိုသုံးထားတာဒါက advert တွေဖြစ်တယ်ဒါကြောင့်မို့ verb တွေရဲ့ရှိရတယ်အထူးပူတယ်ရှမ်းစာအရင်ပေါ့ဥစွာပေါ့အရင်ဥစွာလေ့ကျင့်ခန်းလုပ်မယ်ကြိုက်စာနောက်ထပ်ဆိုတာပြီးတော့မှစီစားတာရေချိုးမယ်ပြီးတော့မှရေချိုးမယ်လေ့ကျင့်ခန်းအရင်လုပ်မယ်ပြီးမှရေချိုးမယ်ဒီလိုပြောတာရှမ်းကြိုက်ဒီအတွက်လေးမှတ်တာနော်ရှမ်းအရင်ပြီးတော့အရင်လုပ်မယ် verb ကို ကံပုတ်တွေပါပါရင်လည်းကံပုတ်ပေါ့ထည့်ပြောလိုက်တယ်ပြီးတော့မှစပြီးတော့မှနောက်ထပ်လှုပ်ဆောင်ချက်တခုဟုတ်ပြီနော်အဲ့တော့ဟောမန်ငါတို့ကရှမ်းစာအရင်ယွန်းတော့လေ့ကျင့်ကလေးမယ်စပြီးတော့မှရှိချောင်းရေချိုးမယ်အဲ့တော့ငါတို့လေ့ကျင့်ကအရင်လုပ်ပြီးမှရေချိုးကြမယ်ဟောမန်ရှမ်းယွန်းတော့စရှိချောင်းဟောမန်ရှမ်းယွန်းတော့စရှိချောင်းဟောမန်ရှမ်းယွန်းတော့စရှိချောင်းငါကရေပူနဲ့ရေချိုးတာအကြိုက်တယ်။ဝါစီဝမ်ယုံရက်ရွှေစီစား 我喜欢用热水洗澡。我ငါက喜欢စာတဘောကြတယ်အဲ့တော့ဒီမှာ young young စာအသုံးပြုတယ်ဘလို့အသုံးပြုလဲကြားခံအသုံးပြုတယ်ဟုတ်ပြီနော်ကြားခံအသုံးပြုတယ် young ရဲ့ဆွေရစာပူတာဆွေစာရေရေပူပေါ့ဟုတ်ပြီနော်ရေချိုးခံမှာရေပူရေရှိရလေအဲ့တော့ရေပူကိုအသုံးပြုပြီးတော့ဒါပေမဲ့မြန်မာလိုဘာသာပြန်နဲ့လို့ဘာသာပြန်တယ်ဟုတ်လားနဲ့ဆိုတာကြားခံအသုံးပြုတာ တော့ပေါ့လားဥပမာကျွန်တော်တူနဲ့ထမင်းစားတယ်လို့ပြောရမလားတူကိုကြားကန်အဖြစ်တော့တယ်ဒါဆိုယုံလို့ပြောယုံခွိုက်စရှိဖာဥပမာဘောပင်နဲ့ရေးတယ်ဘောပင်ကိုကြားကန်အဖြစ်တော့ပြီလေဒါဆိုယုံကမ်းပြီးရှယ်အဲ့လိုတော့လားယုံစားနဲ့စားတာเนาะမြန်မာလိုနဲ့ဆိုတာကဒီမှာကြားကန်အသုံးပြုတာကိုပြောတာအဲ့တော့ယုံရဆွဲရေပူကိုအသုံးပြုပြီးတော့ရေအပူနဲ့ရေချောင်းရေချိုးမယ်ဒီလိုပြောတာအဲ့တော့ငါကရေပူနဲ့ရေချိုးရတာကြိုက်တယ်။我喜欢用热水洗澡။ 我喜欢用热水洗澡。我个爷爷呢也错了，没几步，我不喜欢用冷水洗澡。 我不喜欢用冷水洗澡，我哪个喜欢啥在的？不喜欢啥么在婆婆了？俺们在把爸的。我不喜欢用啥啊？都没有了。冷水，冷啥一了，水啊一一一般呢，冷水，用冷水一，我都没有洗澡啥一出了。让哪个一一年一出了哦？没在乎。我不喜欢用冷水洗澡。 我不喜欢用冷水洗澡。阿头爷爷搓鼻毛，多带咩？我们先洗澡再刷牙。我们先洗澡再刷牙。我们阿头啊，先啥阿先？后边呢？洗澡也出来，爷爷搓了没？再上脑袋，脑袋上比了毛，刷牙刷牙是多带的，牙牙多刷上。 ပတ်တိုက်တာပေါ့နော်ဥမာသွားတိုက်တာတော့ဖနှံတိုက်တာတော့အဲ့ဒါလေးကိုရှွာလို့တောင်းတယ်ရှွာရသွားတိုက်တယ်โอเคအဲ့တော့ငါတို့ရေရင်ချိုးပြီးမှသွားတိုက်မယ်我们先洗澡再刷牙我们先洗澡再刷牙မင်းရေရင်ချိုးလိုက်ပေါ့你先洗澡吧你先洗澡吧你先洗澡吧 ညီမင်းကရှမ်းစာအရင်ဟုတ်ပြီနော်ဒီစကလုံးကတော့ advert တခုဖြစ်တယ်တစုံတစ်ခုကိုလုံဆောင်ချက်တစ်ခုကိုအရင်လုံးတော့မယ်ဆိုဒီစကလုံးလေးတုံးတယ်ဟိုမှာနေရှမ်းကြော်ပါမင်းရင်သွားလိုက်ပေါ့နေရှမ်းရှိုးရှိပါမင်းရင်နားလိုက်ပေါ့နေရှမ်းရွှေ့ပါနေရင်အိတ်လိုက်ပေါ့အဲ့လိုမျိုးပေါ့နော် ဥမာအဲ့တော့ကျွန်တော်တို့ကဒီရှမ်းဆိုတာ adverb ဖြစ်တဲ့ကြောင့် verb ဖြစ်ရှာအထူးပြုတာရှမ်းရှိဆောင်အရင်ရေချိုးပတကတော့နောက်ဆက်ပုံလေးတိုက်တွန်းတာလေးအကြံပြုတာလေးမှာတော့တယ်ဝက်ချနောက်ဆက်ပုံပေါ့ moral particle ပါပေါ်တော့ဂျားဆိုစသဖြင့်ပါတာပြန်နေပေါ့နော်အဲ့တော့မင်းရေရင်ချိုးလိုက်ပေါ့ညီရှမ်းရှိဆောင်ပါညီရှမ်းရှိဆောင်ပါမင်းရေချိုးတဲ့နေပြီညီအင်းကိုင်းရှိဆောင်လဲ့ 你应该洗澡了，应该是那个露天的露趴到边的，这个是 auxiliary verb，阿古格里亚的古片的，阿古格里亚片的叫 verb 片西亚的，to be 被动没的，不，阿罗应该动它那个咯，带动那里前边那里嘛动的片咯，阿罗应该洗澡啥，也秋天的热啥皮，也秋天的芭比，应该洗澡了，没也秋天的皮，你应该洗澡了，你应该洗澡了。 မင်းအပြေအမြန်ချိုးလိုက်ပါညီ快洗澡吧你快洗澡吧快快ရဲ့အဓိပ္ပာယ်အမြန်တော်လို့အဓိပ္ပာယ်ရသူ adjective တခုဖြစ်တယ်ပေါ့နော်လေမြန်တော်နော် quiet ဒါပေမဲ့ quiet ကိုကျွန်တော်က adverb အနေနဲ့သုံးလဲရတယ် adverb အနေနဲ့သုံးရင်အမြန်သို့မဟုတ်လေမြန်စွာပေါ့ okay เนาะဒီမှာကျတော့ verb ဖြစ်ရှိရတယ်ဓာတ်ရအထူးပြီးတော့ adverb အနေနဲ့သုံးထားတယ်ပေါ့ဒါကြောင့်မို့ ခွာရှိသောဆိုရအမြန်ရေချိုးပါဒါကတော့တိုက်တွန်းတာမှာတော့ဟောကြားတော့စပုတ်လေးနော်ပါပေါ့အမြန်ရေချိုးလိုက်ပါခွာရှိသောပါဟောမင်းအမြန်ရေချိုးလိုက်ပါညီခွာရှိသောပါညီခွာရှိသောပါအားလုံးကိုကျေးဇူးတင်ပါတယ်